ကျမတော်မူကြပါစားခင်ဗျာ2025ခုနှစ်မေလ2ရက်နေ့ရက်မွန်းတဲ့12နာရီချိန်အထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျွန်တော်ရဲ့မှာပြည်သူအားလုံးကိုတော်လှန်နေသစ်ပါလို့နှုတ်ခွန်းဆက်တာပါရခင်ဗျာဒီကနေ့မွန်းတဲ့ချိန်ရက်ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစတင်တင်ဆက်ပေးပါရောင်းမယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံမှာအလို့သမားရှားပါမှု ပြဿနာရင်ဆိုင်နေရပြီလို့အကြံဖတ်စစ်ရှုံးကောင်စီခေါင်းဆောင်မင်းအောင်နိုင်ကပြောလာပါပြီ မြန်မာနိုင်ငံမှာအလို့သမားရှားပါမှုပြဿနာနဲ့ရင်ဆိုင်နေရပြီလို့စစ်ရှုံးကောင်စီဥက္ကဋ္ဌမင်းအောင်နိုင်ကမေလတရက်ပြည်ပဆိုင်ရာအလို့သမားနေ့တုံဝင်လွှာမှာပြောဆိုခဲ့ပါတယ်ခင်ဗျာပြည်ပကိုသွားရောက်အလို့လုကင်တာထက်ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာအလို့လုဖို့အရေးကြီးတယ်လို့စစ်ရှုံးကောင်စီဥက္ကဋ္ဌမင်းအောင်နိုင်က ပြောဆိုလိုက်တာပါစစ်မှုထမ်းဥပဒေတို့အလို့ကင်အခွင့်အလမ်းရှားပါမှုပြောရရင်တော့ခင်မကောင်းလို့ အဓိကအချက်ကတော့ခစ်ပြတ်နေလို့ပဲပြောရမှာပေါ့ခစ်ပြတ်တာဘာကြောင့်လဲဆိုရင်တိုင်းပြည်အာဏာသိမ်းလိုက်တဲ့အချိန်မှာအားလုံးကဖြစ်သွားကြတာဖယူဖယ်ရဲ့လေအဲ့တော့ကိုယ်နိုင်ငံကိုနေချင်တော်မှပြည်ပကိုထွက်နေရတယ်ပြည်ပမှာပျော်လဲနေမပျော်လဲနေဘောလို့ပြည်ပကိုရောက်နေတဲ့ပြည်သူတို့ကမှတ်ချက်ပြုပြောဆိုပါတယ်ခင်ဗျာစစ်ရုံးကောင်စီဟာစစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်မှာလူငယ်တွေကိုပြည်ပကိုထွက်ခွင့်တင်းကျပ်လိုက်တာကြောင့် တရားမဝင်လမ်းကြောင်းကနေမလေးရှားနိုင်ငံကိုထွက်ခွာလာတာလို့ဆောနာကသုံးသက်ပြောဆိုခဲ့တဲ့ပြည်သူတို့ကအခြေအနေကိုရှင်းပြပါတယ်။အာနာသိပြီတဲ့နောက်မှာပြည်တွင်းစီးပွားရေးကျဆင်းတော်ဇာဝင်နေရေးကြက်တဲမှုနဲ့စစ်မှုထမ်းဥပဒေထုတ်ပြီးတပ်သားသစ်စုဆောင်းမှုတွေကြောင့်လူငယ်အများပြားပြည်ပကိုထွက်ခွာသွားကြတာလို့အလို့သမားကြီးတွေဆောင်ရွက်နေသူတွေကပြောပါတယ်ခင်ဗျာ။အဲ့တော့ကျွန်တော်တို့ပထမဆုံးသတင်းတစ်ပုဒ်မှာတင်စစချင်းစောင့်နေထွန်းဆိုသလို အလုသမားရှားပါမှုပြဿနာကိုရင်ဆိုင်နေရပြီဆိုပြီးတော့ဒီအကျံဖတ်စစ်ကောင်းဆောင်မင်းအောင်နိုင်ကလေးနှစ်တာငါးနှစ်ထဲကိုဝင်ရောက်လာတဲ့အချိန်မှာအာနာသိငါးနှစ်ထဲကိုဝင်ရောက်လာတဲ့အချိန်မှာစတင်ပြီးတော့ဝင်ခံလာပြီးရှားပါမှာပေါ့သူကိုယ်တိုင်အလုလုံးနိုင်တဲ့လူငယ်လူရွယ်တွေဆိုရင်မရရားတွေ့တဲ့နေရာမှာပေါ်တာဆွဲဖန်းစီရှေ့တန်းမှာအသေးခံခိုင်းဘယ်သူကအတိုင်းပြီမှာနေရဲမလဲအဲ့တော့အလုတ်ကင်ခွင်လန်းတွေကိုကြည့်တော့လေမိကပုံမှန်မလားစက်ယုံတွေမလဲပတ်နိုင်လုခလဇာတွေက တိုးပြီးတော့မရကုံစင်းနှုံးတွေကအစမတန်ကြီးပြည်တွင်းမှာဘယ်သူကနေကြပါမလဲကိုလည်းကမလေးရှားကိုရောက်နေတဲ့ညီကိုပြောသလိုမျိုးပြည်ပမှာပျော်လဲနေမပျော်လဲနေရတာပဲအရင်ကာလလိုအယတ္တဆိုးရလက်ထက်မှာဆိုရင်တော့စက်ယုံနေမှာဆိုရင်လောက်ခလာသာအလုသမားအခွင့်လန်းနေထိုးတက်လာပြီးတော့တနေ့ကိုလောက်ခလာသာဘယ်လောက်ထိရရမယ်3800 4000 5000ဒီလိုမျိုးရရမယ်ဆိုတော့အလုသမားအခွင့်ရေးတွေနဲ့ပုံဝင်လန်းလန်းရှိလာတဲ့ကာလဆက်အနာသိမှုနောက်ပိုင်းမှာတော့ ပြည်တွင်းမှာအလုပ်လုပ်ဖို့မပြောနဲ့ဒီတိုင်းအလုပ်မလုပ်ဖဲနဲ့ကောင်းကောင်းမွန်မွန်လေးနေထိုင်ခြင်းနဲ့ဆိုရင်တော့ကောင်းကောင်းမွန်မွန်နေထိုင်ခွင့်မရတဲ့အခြေအနေမှာအခုခွေးပါဇက်ကနေပြီးတော့နတ်စကားထွက်နေပြီးပေါ့ပြည်တွင်းမှာဒီလုံခြုံမှုလူမှုဘဝလုံခြုံမှုရှိတယ်ပြည်တွင်းမှာအလုပ်လုပ်ကြပါဆိုပြီးတော့တော်တော်လေးပြောရဲဆိုရဲရက်ွက်ပြောတဲ့ဆိုတဲ့ပါဇက်အဲ့တော့ဒီသတင်းကတော့ အကြံပတ်စစ်ကောင်းဆောင်မင်းအောင်နိုင်ကလူသမားရှားပါမှုပြည်တနာနဲ့ရင်ဆိုင်နေရပြီဆိုပြီးတော့ပြောလာတဲ့သတင်းမှာနောက်ထပ်ထူးခြားတဲ့သတင်းတစ်ပုဒ်ကိုကျွန်တော်ဆက်ပြီးတော့သွားပါမယ်။တရုတ်အကူအညီနဲ့လာရှိုးကိုစစ်ရှုံးကောင်စီကပြန်လည်ရရှိပေမဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကလာရှိုးမှာဖွင့်လှစ်ဖို့မရှိတော့ဘဲမိုင်းရဲနဲ့တန်ရန်မှာ မြို့တစ်ဖို့ပြီးတော့အခြေစိုက်ထားပါတယ်။ဒီသတင်းကိုဆက်ပြီးတော့ရှင်းပြကြပါမယ်ခင်ဗျာ။ရှမ်းပြည်မြောက်ပိုင်းမှာ MND ကသိမ်းပိုက်ထားတဲ့လာရှိုးကိုစစ်ရှုံးကောင်စီကပြန်လည်ရရှိလိုက်ပြီဖြစ်ပေမဲ့အရှင်းမြောက်တိုင်း စစ်ဌာနချုပ်ကိုလာရှိုးမှာဖွင့်လှစ်ဖို့မရှိတော့ဘဲမိုင်းရဲနဲ့တန်ရန်မှာမြို့သစ်ဖို့အခြေစိုက်ထားကြောင်းနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောပါတယ်ဧပြီ21ရက်နေ့ကစတင်ပြီးစစ်ချုံးကောင်စီကလာရှိုးမြို့ကိုပြန်လည်ရယူထားပေမဲ့အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကိုတော့အခြေစိုက်ဖို့မရှိတော့ဘဲစကခစစ်စင်ရေးကိုယ်ကမှုဌာနချုပ်အဆင့်သာပြန်လည်ဖွဲ့စည်းထားရှိမယ်လို့လည်းသိရပါတယ်အဲ့တော့ပထွေးရဲ့အကူအညီနဲ့တနက်တစ်ချက်မှမဖောက်ဖွဲနဲ့ပြန်ရထားတဲ့လာရှိုးမှာအရင်လိုမျိုး ိုင်းနဲ့ပြည်နယ်အဆင့်စစ်ဌာနချုပ်ကြီးတော့မတည်နိုင်တော့ပါဘူးဘယ်မှာပဲတည်တည်အကုန်ပြတ်ပြီးတော့သိမှာပါပဲအဲ့တော့တန်ရမ်းမှာပဲရွှေ့ရွှေ့လာရှုံးမှာပဲတည်တည်နောက်ဆုံးမှာတော့ပြည့်စည်ရမယ်အနေထားပါ2024ခုနှစ်ဩဂတ်စ်လ3ရက်နေ့မှာ MND ကလာရှုံးမှာရှိတဲ့အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်စစ်ရှုံးကောင်စီကယာယီအဖြစ်မိုင်းရဲနဲ့တန်ရမ်းပတ်မှာအရှင်းမြောက်တိုင်းစစ်ဌာနချုပ်ပြန်လည်ဖွဲ့စည်းခဲ့ကြအောင်အခုခါမှာအရှင်းမြောက်တိုင်းစစ်ဌာနချုပ်အစ်စ်ကို ြို့သစ်စီမံချက်နဲ့မိုင်းရည်နဲ့ဒီတန့်ရမ်းမှာ အခြေချထားပြီလို့သိရပါတယ်။တရုတ်ရဲ့ဂျာဝင်စစ်ဆက်ပေးမှုအရဆစ်ရှုံးကောင်စီကလာရှုမြို့ပေါ်ရက်ွက်၁၂ခုကိုပြန်လည်အုပ်ချုပ်သွားမှာဖြစ်ပြီးမြို့ပြင်မှာမြို့ပတ်ပတ်လည်ကို MNDA ကတဆွဲထိန်းချုပ်ထားတယ်လို့လည်းသိရပါတယ်။တရုတ်ဆိုရရဲ့ဂျာဝင်ဆောင်ရွက်မှုနဲ့အခုနှစ်ဇန်နဝါရီ၁၈ရက်နေ့ကုမင်းဆွေးနွေးပွဲမှာစစ်ရှုံးကောင်စီနဲ့ MNDA ဂျာမှာအပြစ်ခတ်ရက်စဲဖို့သဘောတူညီခဲ့တာလည်းဖြစ်ပါတယ်။ဒါကတော့လာရှုနဲ့ပတ်သက်တဲ့ တင်းကြောင်းရပါအဲ့တော့တခြားနိုင်ငံတွေအပေါ်မှာဝင်ရောက်ပြီးတော့မဆွတ်ဖက်ရေးမှုကိုကျင့်သုံးတယ်လို့အတွင်တွင်អော်နေတဲ့တရုတ်ရဲ့ခြေတံလက်တံနဲ့တရုတ်ရဲ့အာနာနဲ့လာရှူမြို့ကြီးကတော့အကျန်းဖက်ဖက်စစ်ဆက်ရှုံးပေါင်စီလက်အောက်ကိုပြန်လည်ကြောက်ရောက်သွားပြီးဖြစ်ပါတယ်အဲ့တော့နေဇက်ဒေတာတွေရဲ့တိုင်းသားတော်လိုင်းတက်ဖွဲ့တွေမှာလည်းဖိအားတွေများစွာရှိပါတယ်မဖြစ်မနေ လိုက်ရောရတဲ့အခြေအနေတွေရှိပါတယ်။ဘာပဲဖြစ်ဖြစ်ဒီလာရှုံးကိုရောက်လို့ဆိုရင်လနဲ့ချီပြီးတော့တော်လိုင်းကြီးရဲဘော်တွေရာကနန်း900 600လောက်ထိတောင်းအသက်ပေးခဲ့ရတဲ့ဒီတိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံးပြုတ်သွားအောင်တိုက်ခဲ့ရတဲ့အခြေအနေကြီးမှာအခုလိုပုံစံနေထရောက်ရှိသွားတာတော့စိတ်မကောင်းတရားပါပဲ။ဘာပဲဖြစ်ဖြစ်တရုတ်ကတော့ဖက်စစ်မအလာကိုအခြေပြုတ်ပြီးတော့ဆုံးဖြတ်ချက်တွေချနေပါတယ်။ဒါကတရုတ်ပြည်သူအတွက်ကိုကျွန်တော်တို့ မမပြည်သူတွေအတွက်မြန်မာနိုင်ငံသားတွေအတွက်ပါမကောင်းတဲ့အလားလာပါဖက်စစ်စစ်ရှုံးကောင်စီတက်ကိုအခြေပြုပြီးတော့ကျောင်းထောက်နောက်ခံပေးနေရင်းဟာနောင်လာမဲ့အလားအလာမှာဘယ်တော့မှကောင်းနိုင်ကြမရှိပါဘူးမြန်မာနိုင်ငံသားတွေရဲ့တရုတ်ပေါ်မုံတီမှုက စတဲ့တဘူပို့ပြီးတော့စစ်ရှုံးကောင်စီနဲ့အတူတူပုံများနိုင်ပါတယ်ဒါတွေကတော့ဒီတရုတ်ရဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေစဉ်းစားတွေးခေါ်တဲ့သူတွေကနေပြီးတော့ဆက်ပြီးတော့ဆုံးဖြတ်မှာပါဒီတိုင်းပဲဆက်ပြီး ်မာလာဖက်စစ်စစ်တပ်ကိုကြောထောက်နောက်ခံပြီးနေဦးမယ်ဆိုရင်တော့မြန်မာနိုင်ငံသားတွေရဲ့အမုန်းကိုကြီးကြီးမားမားတမိုင်းတစ်လျှောက်ဆက်ပြီးတော့ရရှိနေမှာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့တင်ဆက်ပေးခြင်းပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့နောက်လုံးမှာကျောင်းနီမော်ရွာပြူစောတီကိုနိုင်ကိုတော်နိုင်ရေးတပ်ဖွဲ့တွေကအရှင်ဖမ်းမိတယ်လို့သိရပါတယ်။ပြူစောတီတအူးကိုတော့အရှင်ဖမ်းမိပါပြီ။ဒီနိုင်တိုင်းလောင်းလုံးမြို့နယ်မှာကျောင်းနီမော်ရွာပြူစောတီကိုနိုင်ကိုတော်နိုင်ရေးတပ်ဖွဲ့တွေကအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ Special Gorilla Food အထူးပြောကြားတက်ဖွဲ့ကထုတ်ပြန်ပါတယ်ဖေဖော်ဝါရီလပိုင်းကလောင်းလုံးမြို့နယ်အတွင်းမှာ ရှိတဲ့ကြောင်းနီမော်ရွာမှာပြည်စော်တီဖွဲ့ဝင်ကိုကိုကိုနိုင်နိုင်စုခေါ်ကိုနိုင်ကားကိုတော်လိုင်းတက်ဖွဲ့တွေကလမ်းမိုက်တနေရာမှာစစ်ဆေးခဲ့တယ်လို့သိရပါတယ်ဖန်စီရမိတဲ့ကိုနိုင်ထံကနေစကားဆရုံနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေအချက်အလက်တွေသိသိရရှိပြီးအပြစ်မဲ့ပြည်သူတွေကိုလက်နက်အားကိုးနဲ့ညှဉ်းပန်းနှိပ်စက်တာကြောင်းနီမော်မှာရှိတဲ့စကားဆအဲ့ဒီစကားဆတွေရဲ့ပစ္စည်းတွေကိုတည်ယူပေးတာ ိုနိုင်နိုင်စိုးဟာကြောင်းဒီမော်ရွာမှာနေထိုင်ခဲ့တဲ့အချိန်တုန်းကလည်းစစ်ရှုံးကောင်စီတပ်သားတွေကိုခေါ်ယူနေထိုင်တာရွာထဲမှာလည်းနက်နက်ကင်ဆောင်သွာလာခဲ့တယ်လို့ဝင်းခွန်ဝင်းခန်ထက်ထွက်ဆိုတယ်လို့သိရပါတယ်။ဒါတိရမိတဲ့ကိုနိုင်ကို Special Guerrilla Force အထူးပြောက်ကြားတပ်ဖွဲ့နဲ့ပင်လယ်ကျေအဖွဲ့တို့ကဆက်လက်ထိန်းသိမ်းထားတယ်လို့သိရပါတယ်ခင်ဗျာ။အဲ့တော့ပြူတွေဒီပြည်သူစစ်တွေမဘာသာတွေဒလန်တရှူတွေဆိုတာကပြူလဲလို့ ပြိုကျလူဆဲဆဲဖြစ်နေတဲ့အာနာရှင်တစ်ဆွေးပင်ကြီးကိုတောက်တိုင်ပြုတ်နေတဲ့အဖွဲစည်းတွေဖြစ်ပါတယ်အဖွဲစည်းတွေတောက်တိုင်တွေဖြစ်ပါတယ်အဲ့တော့အဲ့ဒီတောက်တိုင်တတတတကြီးကြီးတွေကိုကျွန်တော်တို့ကအထင်သိလို့မရပါဘူးတကယ်တမ်းဆိုရင်စေရှုံးကောင်စီဒီအာနာရှင်စနစ်တစ်ဆွေးပင်ကြီးတစ်ခုတည်းသာဆိုရင်ကျွန်တော်တို့ဖြိုလဲလိုက်ရတာလွယ်ပါတယ်သူ့ကိုကြားကန်ပေးထားတဲ့အခုလိုမျိုးပြူစောတီတွေပြည်သူစစ်တွေအထူးသဖြင့်ပြည်သူပေါ်မှာဩဇာကြီးမားတက်ရောက်တဲ့ ဆရာတော်ကြီးတွေအဲ့ဒီထောက်တိုင်တွေကဒီဖက်စစ်အာနာရှင်သစ်ဆွေးပင်ကြီးကိုပြိုလဲမသွားအောင်ကြားကန်ပေးထတာဖြစ်ပါတယ်အဲ့တော့အရင်ရက်ကဆိုလို့ရှိရင်သတင်းတစ်ခုကြားလိုက်ရတယ်ဒီပောက်ကိုတော်ဝါတော်ကိုအဲကျွန်တော်တို့အဲပွဲတော်မိပါကြီးဆရာတော်အမ်အဲ့ဒီဆရာတော်ကနေသိန်းတရာကျွန်တော်နာမည်ရှိတဲ့ဆရာတော်ပါပဲနာမည်ရှိတဲ့ဆရာတော်ကနေပြီးတော့သိန်းတရာထောက်ပံ့လိုက်တယ်ဒါကဘာကို တက်တည်ပြလိုက်တာလဲဆိုလို့ရှိရင်ခုနကဂူကြီးတို့လည်းရှိတယ်အမြဲတမ်းစစ်ဆုံးကောင်စီနဲ့တပူတွေတတွဲတွေဓမ္မဘက်မှာယက်တီရမယ်အစားဓမ္မမန်တိုင်တွေကိုအားကောင်းအောင်လုပ်ရမယ်အစားဖက်စစ်စစ်တပ်နဲ့အတူတူဖက်စစ်စစ်တပ်ကပြည်သူ့ဘက်မှာဂုတ်သွေးဆုပ်ပြီးတော့ခိုးယူလူယူပြီးတော့ရရှိတဲ့ဟာတွေကိုအတူတူခွဲဝေပြီးတော့စင်ခံစားတောက်နေကြတဲ့သူတွေအဲ့ဒီတောက်တိုင်တွေကခုနခုနအဲဆရာရှင်စေကိနပြန်ပြီးတော့တတိယ ရှင်စေကိနဆိုလို့ရှိရင်ဝါတဝပေါက်ကူတော့တိမ့်တရားရောမင်းလိုတဲ့နေရာသုံးသုံးကျင်တာသုံးဆိုပြီးတော့ယင်းနေရာပေးလိုက်တယ်ဒါကဘာကိုတက်တည်ပြတာလဲဆိုလို့ရှိရင်ဝါတဝဆိုတာကပြည်သူကိုအမြဲတမ်းဘုံကျဲဖို့ဘယ်နေရာကိုတော့ဘုံကျဲလိုက်ဘယ်နေရာကိုတော့တတ်ဖြတ်လိုက်ဆိုပြီးတော့စစ်ရှုံးကောင်စီကိုအမြဲတမ်းတွန်းအားပေးနေတဲ့ကရုံးဖြစ်တယ်အဲ့တော့ဒီလိုမျိုးပုံကူတွေကိုထောက်ပံ့လိုက်တယ်ဆိုတာကဒီလူတွေနဲ့တသားတည်းဖြစ်တယ်ပြည်သူကိုဒုက္ခပေးဖို့စစ်ရှုံးကောင်စီနဲ့တစုတည်းတစ်ဖွဲ့တည်းဖြစ်တယ်ဆိုတော့ ထောက်တိုင်တွေပါပြည်သူတွေကပြက်ပြက်သားသားနဲ့မိုက်ကောလုံးအောင်ပါမယ်ပြက်ပြက်သားသားနဲ့စန့်ကြင်ရပါမယ်စစ်ရှုံးကောင်စီနဲ့အတူတူပူးပေါင်းပြီးပြည်သူကိုဖိနှိပ်တဲ့အတွက်စစ်ရှုံးကောင်စီနဲ့တံတန်းထဲထားပြီးတော့တွန်းလှန်တွန်းလှန်ရပါမယ်ဒါတွေလည်းကျွန်တော်တို့သတိချက်ဖို့လိုပါတယ်တစ်ခါလေးမှာဒီလိုအသေးအဖွဲလေးတွေကဟိုသတိမထားမိပေမဲ့အဲကြီးမားတဲ့ဒီစနစ်စိုးတွေကိုကြားကန်ပေးထားတဲ့ထောက်တိုင်တွေဖြစ်တယ်ဆိုတာကိုသတိထားမိအောင်ကျွန်တော်တို့အဲတွေ့မြင်ရတာလေးကိုသုံးသပ်ပြောဆိုတာပါအဲ့တော့ဒီကနေ့နေ့လေခင်းရဲ့မွန်းတဲ့အချိန်ရဲ့ နောက်ဆုံးသတင်းပုဒ်ကိုဆက်ပြီးတော့ပြောပြချင်ပါတယ်။ဖျားပုံမှာနှစ်လကျော်ကြာပျောက်ဆုံးနေတဲ့မဖူးဖူးရွှေစင်ကိုအလောင်းအယိုးစုအဖြစ်နဲ့ပြန်လည်တွေ့ရှိရပြီးတော့လူသက်တရခံလို့တန်တရားရှိတဲ့မောင်ဝမ်းခွဲအပါဝင်၄ဦးကိုဖမ်းဆီးဆစ်ဆင်းနေတယ်လို့သိရပါတယ်။အဲ့တော့လောင်ကစားသမားမောင်ဝမ်းခွဲကအမဖြစ်သူကိုလိန်ခေါ်ပြီးတော့လိန်လေခေါ်ဆောင်ပြီးတော့တက်ဖြတ်ပြီးတော့ပစ္စည်းတွေလူရက်တယ်ဖြစ်စဉ်ကိုသိရပါတယ်။တရားရီတိုင်းဖျားပုံမြို့နယ်မှာနှစ်လကျော်ကြာပျောက်ဆုံးနေတဲ့မဖူးဖူးရွှေစင်ကိုအလောင်းအယိုးစုဖြစ်နဲ့ပြန်လည်တွေ့ရှိရပြီး လူသက်တရခံလို့တန်တရားရှိတယ်မောင်ဝမ်းကွဲအပါဝင်လူ၄ဦးကိုဖမ်းဆီးစစ်ဆေးနေကြောင်းအဲ့ဒီအမှုဖြစ်စဉ်ကိုတရားသိရှိထားတဲ့မိတ်ဆွေဖြစ်သူမောင်ကောင်းဖျာပုံကအချင်းတွေကိုရှင်းပြပါတယ်ကိုအိမ်နဲ့ကြေးရွာနဲ့တကံကွားကြီးကြေးရွာလေးဖျာပုံဘိုးကလေးကားလမ်းဘေးမှာလူအယိုးစတစ်ခုကိုတွေးရှိစီစစ်ရာကနေပျောက်ဆုံးနေသူမဖူးဖူးရွှေစင်ဖြစ်တာကိုအတီးပြုတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ထွက်သွားတော့ကဆိုင်ငယ်နဲ့တယောက်တည်းထွက်သွားတာ ဖေဖော်ဝါရီလ22ရက်နေ့ကတည်းကပျောက်သွားတာပြန်တွေ့တော့ဧပြီလ26ရက်နေ့မှာပြန်တွေ့တာပေါ့ထွက်သွားတော့ကပါသွားတဲ့ဆိုင်ကယ်ရော iPhone ရောမတွေ့သေးဘူးအလောင်းပဲပြန်တွေ့တာပေါ့လက်ရှိကတော့ရေစကန်မှာအမှုဖွင့်ထားတယ်လို့သိရတယ်ဒဏ်ရာတွေပါတယ်ဆိုတာကလည်းစစ်ဆေးလို့မရတော့ဘူးမနေ့က7နှစ်နေမှာသူ့ရမှာပဲတကြိုပြီလို့သိရပါတယ်လို့မောင်ကောင်းဖျာပုံကအခြေအနေတွေကိုရှင်းပြပါတယ်အဲ့တော့ဖျာပုံမြို့နယ်ကိုရင်တန်းကျေးရွာနဲ့တကံကွားကြီးကျေးရွာကြားဖျာပုံဘူကလေးလမ်းပေးမှာတည်ဆုံနေတဲ့အလောင်းရိုးစုကိုစစ်ဆေးရမှာ တည်ဆုံးသူရဲ့လက်မှာဝတ်ဆင်ထားတဲ့ဟန်ကင်းကိုတွေ့ရှိရကနေမဖူးဖူးရွှေစင်ဖြစ်တော်ကိုအတည်ပြုနိုင်ခဲ့ကြောင်းမဖူးဖူးရွှေစင်ဟာအင်ကြီးလက်ရှိဝတ်ဆင်ထားတဲ့အတွက်ရွှေဟန်ကင်းကိုတပ်ဖြတ်သူတွေကမတွေ့မြင်ပဲကြံ့ရစ်သွားတာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာအဲ့တော့မဖူးဖူးရွှေစင်ရဲ့အလောင်းကိုမေလတရက်နေ့မှာတကြိုခဲ့ပြီးလူသက်တရခန်းလို့တန်တရားရှိတဲ့မောင်ဝမ်းကွဲအပါဝင်လူလေးဦးကိုရတဲ့ဖွဲ့ကဖမ်းဆီးစစ်ဆင်နေတယ်လို့သိရပါတယ်ခင်ဗျာအဲ့တော့လူတွေလည်းရွှေမျိုးသားချင်းအရင်ချာနေတော့မလုပ်ရတာမရှိတော့ဘူးအားလုံးသတိနဲ့သွားပြီးတော့ သတိနဲ့လားသတိနဲ့နေထိုင်ကြဖို့လိုပါတယ်ဆေရှုံးကောင်းစီလက်အောက်မှာနေရတဲ့ပြည်သူလူထုဘဝကတော့အခုလိုမျိုးတော်တော်လေးကိုမလုံခြုံမှုဘယ်နေရာမှမသွားရဲမလားရဲပေါ်တာဆွဲမှလားအဲ့တော့စစ်မဲ့ဇုံတွေမှာဆိုရင်လည်းဘယ်ချိန်လေရင်ကျဲမှလည်းဘယ်ချိန်လက်နဲ့ကြည့်ပြစ်မှလည်းဘယ်ချိန်စက်တက်လေထီးတွေနဲ့ပြစ်မှလည်းဆိုပြီးတော့ထိတ်လန့်ကြောက်ရွံ့နေရတဲ့အခြေအနေပါဒါကိုတော့အဲ့ဒီအကြမ်းမဲ့ဆက်ရှုံးကောင်စီမအလာမင်းအောင်နိုင်ကလူမှုဘဝလုံခြုံတဲ့ပြည်တွင်းမှာအလုံးလုံးဖို့ ဖိတ်ခေါ်ရတဲ့တက်တီကိုတော့ပြောရဲဆိုရဲတဲ့တက်တီကိုတော့မလေးစားပဲမနေနိုင်ဘူးအဲ့တော့ကျွန်တော်ဒီကနေ့မိုးတက်ချိန်မှာတွေးရှိရတဲ့သတင်းတွေကိုကျွန်တော်ဝေယံကနေစူးစိတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆက်အနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းစုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel မှာနေ့စဉ်နဲ့မျှလာရောက်ကြည့်ရှုအားပေးနေကြတဲ့ပြည်သူတဦးတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ပါတယ် channel လေးကိုလည်း subscribe လုပ်ခဲ့ပေးဖို့အထူးပဲမြတ်တာရက်ခတ်ပါတယ်ကျွန်တော်တို့ နေ့လည်ခင်းညခင်းသတင်းတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။